အားလုံးပဲမင်္ဂလာပါရှင်ယခုတခါဖတ်ပြပေးမယ့်ဝိထုတိုလေးရတော့1980ပြည့်နှစ်ငွေတာယီမဂဇင်းမှဆီယမရွှေတင်စာရေးသားထားတဲ့ရင်မဖြစ်တော်ဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်ရင်မဖြစ်တော်အမေဘာလဲကွ အမေကိုသားပြောစရာရှိလို့ပြောလေဘာပြောမလို့လဲ ပြောပါဆိုလိုက်မှပြီပြောမလို့ဟူသောသားကဘာတခေါမှ ထွက်မလာတော့ဒေါ်ဆမ်းမီကပြောင်းမှုဖက်ဆီလီတိုကိုမိညီပြီးတော့နာနာဖွာရင် သူ့သားစကားကိုနားထောင်နေမိသည်ဒါဖြစ်သူကိုစားအောင်ကလည်းအိမ်လိုက်တွင် အကြီးဆုံးသားဖြစ်စီကမူဆရာဝန်ဖြစ်နေသည့်တိုင် အမေနှင့်ဆက်ဆံလျင်သူ့ကိုယ်သူကလေးတပွဲထင်မှတ်နေစေဖြစ်သည် ပြောလေဟဲ့ငါဈေးဆိုင်ထိုင်ရအောင်မဲကျွန်တော်လဲဈေးဆိုင်လိုက်ခင်မဲမိဖို့တဲကတယ်လူရှုပ်တာပဲ ကိုစောင်းအောင်ထက်အများကြီးအငယ်များဖြစ်သောတန်းအောင်နှင့်နုနုအောင်တို့ကထမီစာရင်အကုန်နဲ့အမေကိုအ깨ခတ်ကြည့်နေခဲ့သည်ထို့ကြောင့်မလုံမလဲဖြစ်နေရန်လဲတူ၏အိမ်ရှိစေးဆိုင်တွင်စွစုအောင်ကထိုင်နေသည်စွစုထမီစာရအောင်နဲ့နုနုကခေါ်နေတယ်တော်တော်အမေုံကဈေးကူရောင်းပေးလိုက်မယ်စွစုဖြင့်ထမီစာပြီးကြကြာလှနေပြီကိုကိုနဲ့တူတူစားတာလေစွစုကမျက်မှောင်ကျုပ်ပြောသည်တွင် ကိုစန်းအောင်ကမလုံမလဲနဲ့ရေပြန်သည်ဒေါ်စန်းမီကကိုစားအောင်ဒီမိခင်နဲ့နှစ်ယောက်တည်းပြောစရာရှိနေသည်ကိုသိကစုစုကိုကူပြီးတော့နှင်ပေးလိုက်သည်။ကဲတမီးလဲအเจ้าကပြန်လာတာမနားရသေးဘူးမလား။တော်တော်နားလိုက်အောင်။အမေတလက်ထိုင်လိုက်မယ်လေ။အိမ်ရှိတချမ်းလုံးကိုအိမ်ဆိုင်လှုပ်ထားသဖြင့်ပစ္စည်းတော်တော်များများကထားနိုင်သဖြင့်မိဖို့ကြောင့်သုံးပစ္စည်းများခလီတေးစာနဲ့ ကုံသေးကုံချောက်များကိုလက်လီရောင်းသည့်အပြင်လဘေးပါ ရောင်းသည့်ဖြင့်ဒီအိမ်ဆိုင်သည်ဒေါ်ဆန်းမီတို့မိသားစုကို ထိန်းနိုင်ပေသည်သို့သောအိမ်ရှိလူကုံမှာဝယ်ခြင်းရောင်းခြင်းအလုပ်ဖြင့်အနာမရကြချေပြောလီသားရဲ့ဘတ်စကားများလဲလို့ဒေါ်ဆန်းမီကဝယ်သူတယောက်ကိုရောင်းနေရင်တားဖြစ်သူကိုလှည့်ပြောလိုက်သည်ကိုစားအောင်မျက်နှာမှာမချိုမချင်ဖြစ်နေရေဒေါ်ဆန်းမီကလည်းပါမန်းမသိပြုံးဖြစ်သွားသည် ပါလဲဟဲ့မိမယူတော့မလို့လားဟုတ်တယ်အမေအဲ့ဒီကိစ္စပဲအမလီဒါဗျာအဆက်လို့လို့ဟဲ့မြင်မြန်ပြောလိုက်ပြီးနေတာပဲတာမီနေရဟဟဘက်ဘက်ရဲမိကြသည်ဒီစကားပြောလျင်ဒေါ်ဆန်းမီစိတ်မကောင်းဖြစ်သွားမြင်ချင်သာတော့ကိုစန်းအောင်ကပို၍လှိုက်လဲစွာရဲမိသည်တာအမေစိတ်မကောင်းဖြစ်သွားမှာစိုးလို့ပါဘာလို့စိတ်မကောင်းဖြစ်ရမှာလဲတာရဲ့ တားမှပညာလဲစုံပြီးအရွယ်လဲရောက်ပြီးအိမ်အောင်ပြုတ်ဖို့ပဲကြံတော့တာဒါနဲ့အမေချွေမကဘသူလေးလဲကျွန်တော်တို့တမဝရမစီကံမှာလှုပ်လှုပ်နေတယ်ဒေါက်တာခေစောအေးလေအမေတွေ့ဘူးသားပဲအော်ခေစောအေးလားလှကလှနေကွယ်အမေဝမ်းသာပါတယ်နောက်ပြီးတားတို့နှစ်ယောက်လုံးကဆရာဝန်ဆိုတော့တယောက်ကိုတယောက်အကူညီရတာပေါ့ တော်ဆမ်းမိမှာအတော်ကွမ်းတာနေ၍ဈေးဝယ်လာသူကိုပင်မရောက်နိုင်အောင် ဖြစ်နေသည်ကိုဆောင်းအောင်ကချ၍ရောင်းပေးရ၏နောက်ပြီးခေစိုး၏အဖေက တိုင်းအင်ဂျင်နီယာကြီးအမေရဲ့သူ့အမေကလည်းစိန်တို့ရွှေတို့ရောင်းနေသူ့မိဘနဲ့မဆိုင်ပါဘူးသားရဲ့သားတို့ချင်းနှစ်သက်ဖို့ကအရေးကြီးပါတယ်ကိုဆောင်းအောင်က သူ့နှစ်ခေစိုးအေးတို့မကြမီ လက်ချက်တော်မြေအကြောင်းကိုကြေညာလိုက်သောအခါတအိမ်လုံးက အံ့ဩဝမ်းသာသွားကြသည် ကိုကိုမိမယူရဲဆိုပေမဲ့ငါညီညီမတွေကိုတော့မမေ့ပါဘူးကွာအိုးဘဲဟုတ်ပါမလဲတားရဲ့တားရဲ့ညီတွေညီမတွေကိုပညာဆုံးခန်းတန်ရောင်ရောက်တဲ့အချိန်တော့အမေတက်နိုင်ပါတယ်တားရဲ့တားတို့အိမ်တော်အတွက်သာတားကြိုးစားပါတော်ဆန်းမီကလည်းစိတ်ကူးနဲ့မြူနေသည်အော်အမေတားအဖေကိုမပြောရသေးဘူးပြောရမှာပေါ့တားရဲ့ဘာပဲဖြစ်ဖြစ် ဖေဟာအဖေပဲပေါ့။သားတို့အဖေကြောင့်ရောက်လာသည့်အခါတွင်ဒေါ်စန်းမီဤမျက်နာသည်မဆိုးသလောက်ညှိုးသွားပါတော့သည်။သားကြီးကိုစမ်းအောင်သည်ဒေါ်စန်းမီထမင်းစားပြီးပြောင်းမှုဖတ်သူကိုဖွာနေချိန်တွင်တော့သူ့အိမ်တော်ပြုတ်ရမယ့်အကြောင်းစကားဆခဲ့သလိုကိုစမ်းအောင်တို့အဖေဒီလည်းပဲလွန်ခဲ့သော၆နှစ်ခန့်ကမိသားစု ထမင်းစားပြီးတညက်နေတွင်ဒေါ်စန်းမီအား သူနိုင်အောင်ပြုတော့မယ်အကြောင်းကိုပြောခဲ့သည်။ဂျာဆာကတော့သူ့အားကြည်စံနေသည်ဟုထင်သဖြင့်ဒေါ်ဆန်းမီကပြောင်းမှုဖက်ဆလစ်တူကိုချပြီးတော့သူ့ခင်မုန်း၏မျက်နှာကိုလှမ်းကြည့်လိုက်သည်။ရှင်ဘာပြောလိုက်တဲ့ကိုလှအောင်။အော်ကိုကိုနောက်အိမ်အောင်ပြုခွင့်ပေးပါလို့တောင်းပန်နေတာပါမဆန်။ဒီလိုပြောလို့ရက်ဆက်တယ်မထင်ပါနဲ့ကွာ။သူ့ကိုလည်းမယူမဖြစ်တဲ့အခြေအနေ ရောက်နေတာမို့ပါ။နောက်ပြီးမိလိုသားမိကိုလည်းပြစ်မထားပါဘူး။ ဒါလဲသူနဲ့တိုင်ပင်မိသားပါဒီလိုဆိုတော့ကြီးစဲသည်ဟုထင်ရန်အကြောင်းမရှိတော့ရှင်တို့ကတိုင်ပင်မိသားဆိုတော့ကျမက ခွင့်မပြုလဲယူကြမှာမဟုတ်လားဟုတ်တယ်မဆန်းဒီတင်းငွေနေနေမှာသူ့အိမ်မှာလက်မှတ်ထိုးမယ်နောက်ပြီးမိတ်ဆွေအနေချင်းဖိတ်ပြီးတော့အဲ့ခံမှုစီစဉ်ထားတယ်ရက်ဆက်တယ်မထင်နဲ့ဟုဦးလာအောင်ကပြောခဲ့တော့လေဒီထက်ရက်ဆက်ချင်းရှိနိုင်မည်ဟုရှိနိုင်မည်မထင်ဟုဒေါ်စန်းမင်းထင်သည် ဘတ်စကားမှလည်းမပြောနိုင်ပဲဥလှအောင်ကမျက်စိကြွထွက်မတက်စူးစိုက်ကြည်နေမိသည်ဥလှအောင်သည် မလုံသူမို့မျက်လွာပင့်၍မကြည့်ရဲခဲ့ဥလှအောင်ဝတ်ထားသောချီလုံးကြီးအနက်ကွက်ကလေးသည်စပော့ရှက်အဝါနုလေးနှင့်လိုက်ဖက်လာ၍ရှိရင်အသက်များချက်များစွာနုနယ်နေသည် ။စပင်ဖြူတပင်နှပင်ကိုလည်းမြည်သည့်အခါမှလူမြင်မခံဘဲနဲ့ဂယုဆိုင်၍ဆေးဆိုးနေသဖြင့်နှမောင်းနေသည်။ဒေါ်စန်းမီကိုကြည့်ပါဦး။ဥလှအောင်နှင့်ရွယ်တူဖြစ်တော်လဲအမကြီးနှင့်တူနေပေပြီ။တာသမီလေးယောက်မွေးထားရ၍အိမ်မှုတာဝန်များကပြည်နေသဖြင့်နှုတ်ပြိုခြင်းတို့လှပခြင်းတို့နှင့်ကင်းဝေးနေပေပြီ။ဒီအထက်အချေအတာအဖီလိန်တို့ကမတက်သေး။သပင်ကို တင်းတင်းဆွဲကနောက်တွင်ကြစ်ကြစ်ပေါင်းထိုးထားပြီ တနက်ခါရေကျဲကိုပဲခက်ကြကြလိန်ထားတတ်သည့်မျက်နာနဲ့ပြောင်းမှုဖက်ဆလစ်ကလည်းတောက်သေးသည်တင်တို့ရင်တို့ခါတို့ဂယုမဆိုင်သည်မှာလဲဘယ်နှနေရှိပြီလဲမသိတော့အခုမဆန်ဤရုပ်ရည်သည်ငယ်စဉ်က မဆန်ဤရုပ်ရည်နဲ့မတူတော့၍ကိုလှအောင်မချစ်တော့ဟုဆိုရင်လဲရှိသေးတော့ငယ်စဉ်က မဆန်ဘွားမှာစ၍ယခုမဆန်ဘွားတိုင်အောင် ကိုလက်အောင်အောက်တန်းစီဘွားမှာယခုငွေစင်ရရရှိဖြစ်လာသည့်တိုင်အောင်အိမ်ဦးနဲ့တဖွဲအမြဲတမ်းပြုစု၍အလုတ်ကြွေပြုခဲ့သည့်စေတနာလေးကိုတော့ထောက်ထားသင့်သည်မဟုတ်ပါလော့တော်ဆမ်းမီရင်ထဲတွင်ပလုံစီနေသောစကားသည်ပါဇက်မထွက်မလာနိုင်ဥလှအောင်ကိုငေးကြည့်ရင်ကြောက်ရွံ့ဖြစ်သွားသည်နှင့်မင်းကိုရောခလေးတွေကိုပါလုံလောက်အောင်ထောက်ပံ့ပါပါ သူကလည်းဒီတော့သဘောထားမဆိုးပါဘူး။ကိုလဲသူ့ကိုလက်ထက်တယ်ဆိုပေမဲ့မင်းကိုလည်းမြင့်တံမပြတ်ပါဘူးမဆန်းရ။အချိန်နဲ့အရဖြစ်သွားတာပါ။ကိုရုနှစ်ယောက်ရဲ့ဂုံတိတ်ခါဝင်ခဲ့ပြီးမဆန်းကစူးစူးပူပူမလုပ်ဖို့ကိုကထက်ပြီးတောင်းမှမာတယ်။ဒေါ်ဆမ်းမီကမဲ့ပြုံးတော့ပြုံးသွားသည်။ဂုံတိတ်ခါ။ဘာဂုံတိတ်ခါလဲ။မယားကြီးနဲ့ကလေးတွေကိုပြစ်ပြီးနောက်တစ်ယောက်ယူတာဂုံတိတ်ခါရှိတဲ့အလုပ်လား။ ။နောက်ပြီးကိုငွေးထားတဲ့ကလေးတွေကိုကိုထောက်ပံ့မှာကို ခွင့်ပြုတာဟာတဘောမဆိုးတာလား။မင်းကိုမြစ်တာမပြတ်ပါဘူးတဲ့။လာသေးတယ်။ကျမကိုမိတ္တမပြတ်ရင်ဒီလိုအဖြစ်မျိုးတောင်ရောက်မလာဘူး။ရင်းထဲကစကားများကဖိစီးထားသဖြင့်ဒေါ်ဆန်းမင်းတတိလိမတက်ဖြစ်နေသည်။ဒီစကားလုံးများကိုနှုတ်ကဘာကြောင့်မချွတ်နိုင်သည်လဲမသိ။တော့ကသည်နှုတ်ကိုစွန့်အပ်စေပြီလား။နော်မဆန်း ကိုကိုခွင်းလို့ပါကွယ်။ဦးလာအောင်ကလင်းအင်းနည်းနည်းချုံတော့ကဒေါ်စမ်းမီနှုတ်မပွင့်ဆွက်လာသည်။သူဆိုတာကဒေါ်မာလာမြင့်မဟုတ်လား။ရှင်နဲ့ယာရုလဲတူရုပ်ချင်းလဲတူဂုံတိတ်ခါချင်းလဲတူအစကအော်၍ပြောနေတော့လေဒေါ်စမ်းမီအတန်မှာအဆုံးမသက်နိုင်ပဲနေဝင်သွားသည်။ဟုတ်ပါတယ်။မာလာမြင့်ပါပဲ။မဆန်းတိပြီးသားပါကွယ်။ သူခမရကိုနဲ့လက်မထက်ခင်အဆက်တကွဲဖြစ်ရတာမဖြစ်ရတော့မှမို့လို့ပါဒေါ်စမ်းမီခေါင်းကိုသာရမ်းမိသည်အဆကမတိကြဘူးလားအခုမှနင့်နာမှာစိုးရင်နေဆိုတော့ဒီကမိဆမ်းမီတော့နင့်နာစီနင့်နာပါစေဘောအဆုံးကြီးဆုံးပါစေပေါ့မိဆမ်းမီတို့ကဒေါ်မာလာမြင့်လို့ပညာမတတ်ယာရူးမရှိရုပ်မချောပေမဲ့ယောက်ျားကူတော့ချစ်တတ်ပါသေးတယ်နောက်ဆုံးတော့ဒေါ်စမ်းမီမျက်ရည်ကြရတော့သည် ဦးလာအောင်ကချော့ရံမကြိုးစားတော့သူသည်ဒေါ်စမ်းမီဤဆိုခြင်းကင်းသောရုပ်ရည်ကိုသာဆိုပြခြင်းကင်းသောရုပ်ရည်ကိုသာမြင်သည်လူပြိုလက်ဆက်ဆဲဖြစ်သောမြစ်ကြာကိုမြင်နိုင်စွမ်းမရှိခံနိုင်စွမ်းမရှိကျမခွန့်လွတ်ပါれကူလာအောင် ရှင်ကမှ မြစ်တံမထားနိုင်တော့တာကျမဘာတတ်နိုင်မှာလဲရှင်ကိုကျမဘယ်တော့မှမနှောက်ရှက်ပါဘူးရှင်အိမ်တော်တက်တာရှင်စူးစားပါကျမသားသမီးလေးယောက်ကိုကျမ ကျမဘာသာရှာဖွေကျွေးမေးပါမယ်။ရှင့်မိမရဲ့အညဉ့်ညင်ကိုလည်းခံပြီးကျမတို့ကိုမထောက်ပံ့ပါနဲ့။အီတို့ဖြင့်တားတို့ဖေးနဲ့ကင်းကွာခဲ့ရသည်မှာ6နှစ်ပင်ကြော်ခဲ့ပေပြီ။ကိုဆန်းအောင်ကသူ့ချစ်သူခင်စောအေးကိုမိသားစုနဲ့ယင်းနေစေရန်အိမ်တို့မကြာခဏခေါ်လာသည်။ ကိုပိုင်ကော်ရိုလာကားလေးကိုမောင်းလာကအိမ်ထဲသို့ဖွားဖွားကလေးဝင်လာတတ်တော့ဒေါက်တာခေစောဤကို အမေနဲ့တကွာသားသမီးများကဖက်လဲတကင်းကြိုးဆိုကြသည်သို့တော့ခေစောဤကတိတ်ရင်းနှီးဟန်မပြတာကြီးကိုစားအောင်ဒီတာဈာမအလုံးနဲ့ရင်းနှီးအောင်စူးစမ်းနေရခြင်းကိုတော်ဆမ်းမီကကြိတ်ပြီးတနာနေမိသည်အေးလေ သူခမရလက်မထက်ရသေးခင်ဆိုတော့လေရှက်ရှာလို့ထင်ပါရဲ့ဟုဒေါ်ဆန်းမီက ဖြစ်တွေ့ပေးနေတော့လေဒီနေ့တွင် အဖြစ်မှန်ကို နားနေဆက်ဆက်ကြားလိုက်ရတော့သည်ထိုနေ့ကရေးကြီးတို့ကုံဝဲတော်ရာလိုသည့်အရေးအတွက်မရခဲ့၍ရက်ချိန်တင်မှာခဲ့ပြီးအရင်ပြန်တမိကြီးနုနုကစာအုပ်တအုပ်စာအုပ်တအုပ်နှင့်ဈေးဆိုင်တွင်ထိုင်နေခိုက်ဒေါ်စမ်းမီအိမ်တွင်သို့ဝင်ခဲ့သည် ုံဆန်းအောင်၏အခန်းသည်အောက်ထက်အခန်းတွင်ပင်ရှိသည် သူ့အခန်းနှင့်ကဲ့ရန်မိဖို့ကြောင့်သို့ဒေါ်ဆန်းမင်းဝင်သွားစဉ်တွင်ပင်ခေစောဤအတန်ကိုအခန်းတွင်မှကြားလိုက်ရသည်ခေစောဤရောက်နေသည်ကိုသိလျင်ပင်နုနုကိုဗာကြွေးပြီးပြီလဲဟုမေးရန်စိတ်ကူပြီးခေစောဤပိတသောအတန်ကိုထပ်၍ကြားလိုက်ရသည် မောင်မီကလည်းစီရောက်တတ်တာများငရုတ်တီချက်တုံရောင်းရတယ်လို့တခြားဖြစ်စီရောင်းရောပေါ့ဒါကတော့ မေတို့အဖြူကလေးကလှုပ်ဖူးတဲ့အလုပ်ကိုအေးရဲ့အဖေနဲ့ क्वे ပြီးတော့ပြန်ရောင်းရတာပါအေးလေမောက်ဖေနဲ့မေတို့မ क्वे ရင်ကောင်းပါပဲအခုတော့အေးအနေနဲ့ဘယ်လိုပြောရမှန်းကိုမသိတော့ဘူးပါကိုဘယ်လိုပြောရမှာလဲအေးရဲ့ဖေနဲ့မေ क्वे တာကမောင်နဲ့ပါဆိုင်လို့လေဆိုင်နာဘောမောင်ရဲ့အေးကဖေဖေကို မောင်ဟာငွေစည်းအရာရှိဥလှအောင်နဲ့လက်ထောက်ညွှန်ကြားရေးမူဒေါ်မာလာမြင့်တို့ရဲ့တားလို့ပြောထားတာ အမေကလည်းသူ့အပေါင်းအသင်းတွေကိုဒီလိုပဲရှောက်ပြောပြီးပြီမောင်ကပတ်စံမချမ်းသာပြီမဲ့အရာရှိအရာခံသားသမီးတွေပါဆိုတာလေကိုစန်းအောင်ငြိမ်သွားသည်ဒေါ်စန်းမီလည်းငြိမ်သွားသည်ငြိမ်ဒီမှာကြောက်ရွံ့ဖြစ်သွားသည်မတန်မောင်မေကဇေယောင်မီသားသမီးတွေကိုပညာသင်ပေးခဲ့ရတာပါအေးရဲ့အေးလို့ပြောတဲ့ဂုံမရှိပေမဲ့အမေမှာတာဝန်ကျတဲ့မိခင်ကောင်းဆိုတဲ့ဂုံကရှိပါတယ် အေးရလက်ခံပြီးမဲ့အေးရဲ့တိုင်ဝိုင်းကရှိသေးရပဲမောင်ရဲ့အေးလေမောင်မိကိုတနာပါတယ်ဒါနဲ့မောင် တနည်းကနေနေမှာဆစ်ဆက်ပွဲလုပ်ဖို့ကိစ္စမောင်မိကိုပြောပြပြီလားမပြောရသေးဘူးအေးရဲ့အမေကတော့ဘာမဆိုမောင်တို့သဘောအတိုင်းပါပဲတဲ့ထုံနေကခင်စောကြီးပြန်သွားသည့်တိုင်အောင်ဒေါ်ဆမ်းမေကြီးမျက်နှာပြက်နေစေဖြစ်၍ထွက်၍နှုတ်မဆက်မီနေမကားဟုအကြောင်းပြကအဲ့ရတဲ့လှဲနေမိပါသည် မေဘာဖြစ်လို့လဲနေပြီးမိသွားလို့ထင်ပါတယ်ကွယ်ခင်စိုးကြီးခင်စိုးကြီးကိုလိုက်မပို့တော့ဘူးလားတားရဲ့သူ့အိမ်ကိုတမ်းမပြန်ဘူးတဲ့အမေရဲ့သူ့အမေရဲ့ဆိုင်ကိုသွားမယ်ပြောတယ်မင်္ဂလာဆောင်မှာဝှစ်ဖို့ပစ္စည်းတွေမှားထားလို့ဆိုလားဦးဆောင်ကဒေါ်ဆန်းမင်းကြီးလက်ကဝတ်ကိုစမ်းကြည့်ရင်းပြောသည်အင်းတားတော့လက်ဆက်ဖို့ရက်လဲနီးလာပြီပဲ တို့ကချမ်းသာတယ်အကုန်ခံမယ်ဆိုပေမဲ့အမေတို့ကယောက်ျားလေးရှင်ဆိုတော့လေထိုက်တက်တော့အကုန်ခံရမှာပေါ့ကွယ်ဒါတော့မှမရှိမှမရှိပဲမေးရကိုစားအောင်ကမျက်နှာညှိုးသွားသည်သူသည်အမေကိုမတောင်းဆိုရက်၍မင်္ဂလာဆောင်ခမ်းနာမလုပ်လို့တော့လေခင်စောရေးတို့ဘက်ကအကုန်ခံ၍လုံနေဆိုကြတဲ့ကစိတ်မကောင်းဖြစ်နေခြင်းမေးတားဖေကအမေတို့ကိုဖြစ်သွားကြတဲ့က သူ့စီကအမေတပြားတစ်ချမ်းမှမယူခဲ့တာသားသိတယ်နော်ဒီစည်းဆိုင်ကအမေတို့ကိုကောင်းကောင်းကျွေးနိုင်ပါတယ်ကွယ်အမေရဲ့မိဘတွေထားခဲ့တဲ့အတွင်းပစ္စည်းနည်းနည်းလေးအမေမှရှိပါသေးတယ်တော်ဆန်းမီကအိမ်ယာမလူလဲထားကတစ်တာကို ဖွင့်သည်ထို့နောက်အထုပ်ကလေးတစ်ထုပ်ကို ယူက ကိုစားအောင်ရှေ့တွင်ပင်ဖြေလိုက်လေ၏စိတ်လက်စုတ်ကလေးတကွင် စိတ်နှကက် တရံနှင့်ရွှေဆွဲကျိုးနှကုံထွက်လာသည်ဒီဆွဲကျိုးနှကုံကိုတော့ နုနုနဲ့ဆုစုကိုထားလိုက်မယ်ဒီလက်စွန့်တဲ့ငကတ်ကိုတော့တားရဲ့မင်္ဂလာဆောင်မှာအမေလက်ဖွဲ့လိုက်မယ်နော်ရော့ရော့ရော့ခင်စိုးရင်းနဲ့ဆိုရင်အတော်လှနေမှာပဲတကယ်ကောင်းတဲ့စိတ်ကြီးမှာတားရဲ့ကိုစားအောင်ကသူ့မိကိုမကြည့်ရအောင် ဖြစ်နေတော့လေတော်ဆန်းမိကတော့ခက်အေးအေးပဲဆွဲကြုံနှကိုကုံပြန်သိမ့်ကတစ်တာကိုတော့ခက်လိုက်သည်ယူထားပါတားရဲ့ခင်စိုးရင်းအပြင်ဝှစ်ချင်ဝှစ်နိုင်အောင် စောစောစစ်စစ်ပေးထားလိုက်ပေါ့အမေကလည်းရောက်ခမှကြမှာငါသားမျက်နှာငယ်မှာမကြည့်ရပါဘူးကိုစားအောင်လက်စွပ်နဲ့ငကက်ကိုတုံတုံရင်ရင်နဲ့ပင်လှမ်းယူလိုက်သည်တနေ့ကျရင် အမေကိုသားပြန်ပေးမှာပါအမေအခုတော့အမေပြောသလိုသားမျက်နှာမငင်ချင်လို့ခဏယူထားမယ်နော်ဒေါက်ဆန်းမီကအတန်ထက်၍ရဲလိုက်သည်ပြန်မပေးရပါဘူးသားရဲ့အမေရှိတဲ့ပစ္စည်းတွေမကဘူးအမေအသွေးအမေအသက် အမေဘွားတစ်ခုလုံးကိုတားတို့အတွက်အမေပေးထားပြီးပြီပဲမဟုတ်လားကိုစားအောင်လီဒေါ်စမ်းမီလက်ကိုယူပြီးတော့အตาရနန်းရှုံလိုက်ရဒေါ်စမ်းမီချေချေနက်နက်ကျုံလိုက်ပါတော့သည်ကိုစားအောင်လက်ဆောင်ပြီးတော့ငကန်းနေလက်စုပ်ကိုခင်းစိုးရေးနှစ်တက်ကြောင်းတည်ရ၍ဒေါ်စမ်းမီဝန်တာသွားသည်အေးကတိတ်ဖြော်သွားတာအမေရဲ့သူ့အဖေနဲ့အမေကိုချက်ချင်းသွားပြတာပဲစိန်ကလည်းကောင်းနေပုံကမဆမ်းမိမဲ့ တိတ်လာတော့ဒီတိုင်းပဲဝတ်တော်မယ်တဲ့။ตาသည်အထိုက်လျောက်တော့မျက်နှာရသွားပြီဖြစ်၍တော်စမ်းမီကျင်းနေသွားတော့သည်။သို့သောဆစ်ဆက်မဲ့နေနီလာဒီတိုင်အောင် အစီစဉ်ကိုမကြောသေး၍ရက်ပြောင်းသွားပြန်ပြီလားဟုတန်တရားဖြစ်မိသည်။ခေစောဤတို့ဘက်ကလည်းနေကောင်းရက်သားကိုတော်တော်နေရွေးမရအောင်ရှိခဲ့၍တော်စမ်းမီဘာမှမမေးတော့တနင်္ဂနွေနေ့တွင်က ကိုစားအောင်သည်စောစောစီစီထကအဝိစား လဲနေသည်ဟဲကိုကိုပိုးလုံးကြီးနဲ့ပိုးတိုက်ပုံနဲ့ဟေးဒီနေ့ဘယ်တော့မလို့လဲသူ့အခန်းထဲတွင်မှာကိုစားအောင်ထွက်လာခြင်းတွင်နုနုကအော်လိုက်၍အလုံးလှမ်းကြည့်မိသည်ကိုစားအောင်သည်နုနုပြောတဲ့ကဲ့သို့အကြအနဝိစားထားတော်လဲမျက်နာမှာမအီမသာဖြစ်နေ၏မပြုံးမရေဖြစ်နေ၏ဖះအဆုံးကပ်၍ထားလာတော့ဒေါ်စမ်းမေမေပင်လျင်တားဖြစ်သူ၏အစဉ်ပြင်ကိုသဘောကျသောဟန်ရှိသည် တို့သားလုပ်ဖို့ကြင်နေတာထင်ပါရဲ့ကွာအငဲကောင်တန်းအောင်ကဝင်နောက်ရေးအားလုံးကရေကြတဲ့အတိုင်းကိုစန်းအောင်မရေသေးသူက တခခုပြောရန်စူးစမ်းနေဟန်ရှိ၏ဘယ်နှနာရီထိုးပြီလဲဟေ့စုစုစကားအဆက်ဆက်မရှိပဲစုစုကိုလှမ်းမေးလိုက်သည်ခုနှစ်နာရီဆက်ငါးလေကိုကိုပဲတော့မလို့လဲခုနှစ်နာရီခွဲမှာအဖေတို့လာခေါ်လိုက်မယ်အမေတော်ဆန်းမရောသူတို့ပါအံ့ဩသွားဟန်နဲ့ ကိုစားအောင်ကိုလှမ်းကြည့်လိုက်သည်ဘယ်လိုအော်ခုနှစ်နာရီခွဲမှအဖေနဲ့ဒေါ်မာလာမြင့်တို့ကတားဟုလာခေါ်လိမ့်မယ်လို့ဘယ်သွားဖို့လဲဒီနေ့တားတို့ဆိတ်ဆက်မယ်လေအေးတို့အိမ်မှာဧည့်သည်တွေဖိတ်ထားတယ်ဒေါ်စမ်းမေသည်ပြောင်းမို့ဖက်ဆီလေးကိုလက်မလွတ်ကြသွားသည်ကိုပင်တတိမထားနိုင်ပဲတားဖြစ်သူကိုမမြင်ဘူးသူလိုငေးကြည့်နေမိသည် ကိုစားအောင်မျက်လွှာချထား၏ကိုကိုဆစ်ဆက်တာကမမီမပါဘူးလား အလိုက်မတီးတတ်သောစုစုက ကောက်ခါငင်ကမေးလိုက်ရာဒေါ်စမ်းမီရင်ကိုတက်တက်လာမှန်းလီတော့သည်ညနေကျရင်အေးနဲ့သားတို့ကမိမိကိုလာကြတော့မှာပါ အခုဟာကတော့အေးတို့ဖေဖေနဲ့အမီရဲ့သဘောကြောင်ဖေဖေတို့လိုက်ပြီးတော့ဆစ်ဆက်ခံရတာပါကိုစားအောင်ကအတန်တုံတုံနဲ့ရှင်းပြနေသည် မနိုင်ကောင်းနိုင်ကောင်းဦးလာအောင်မိမယူတော့မီပြောတော့ကအတန်နဲ့မျက်နှာသားမျိုး ဩဒေါ်ဆမ်းမေအီရှင်ကိုကန်ကြားသည့်အဖြစ်ချင်းကအတူတူပေတကိုအပြင်မှာကားဟောင်းနဲ့ကြား၍ကိုစန်းအောင်က အပြင်သို့လှမ်းကြည့်လိုက်သည်ပြီးရင်ဒေါ်ဆမ်းမေကို စိတ်မကောင်းသလိုလှမ်းကြည့်လိုက်ဒေါ်ဆမ်းမေကတော့သူ့သားကို မျက်တောင်တောင် မျက်တောင်မခတ်ဘဲကြည်နေစေထုံးစံအတိုင်းထိတ်စိတ်စိတ်ထိခိုက်လွန်၍ရင်ထဲမှာစကားများကိုပါဇက်မှဖွင့်မဟာပဲတော့ပါဇက်မှာ မဟပဲပြောနေစေ။ကုံကြောက်တဲ့သားဟုပြိတက်အလဲရင်မပြရဲတော့ဆရာဝန်ကိုစန်းအောင်ဤဘုံဒီရှိမိဘများကကားဟုံးကိုတတီတီကြီး၍ခေါ်နေလေပြီ။တန်းအောင်နုနုနဲ့စွစုတို့ကလည်းမျက်နာပြက်ပြက်နဲ့အမေနဲ့အကိုကြီးကိုတလဲစီကြည်နေပါသည်။ตาတော့မင်းတော့အမီကိုစန်းအောင်က ဒေါ်စမ်းမင်းဤလက်နှစ်ဖက်ကိုပူ၍ဆုပ်ကိုင်းလိုက်သည်ဒေါ်စမ်းမင်းကလည်းအယောင်ယောင်အမားမားနှင့်ပြန်၍ဆုပ်လိုက်၏ခဏကြာလျင်ကိုစားအောင်ကဒေါ်စမ်းမင်းဤလက်ကိုအသာအရာဖြေကာအိမ်ရှိသူထွက်လာခဲ့သည်ဒေါ်စမ်းမင်းကြောင်တောင်၍ငေးနေစေသားနှင့်ဖေသည်ဘာများကွာခြားပါသည်အဖေကရင်ဝါကိုဇုံကန်၍ထွက်သွားစဉ်ကမျက်ရည်ပေါက်ပေါက်ကြကကြံခဲ့ရသည်။တာသမီးတို့နှင့်အတူဘဝကိုယုံကန်ရင်း ဝေဒနာကိုခံစားခဲ့ရ၏ယခုတာခတဖန်အနာဟောင်းကို ပြန်ဆွပြန်ပြီသူတို့သည်မိဆမ်းမေ၏မလှပသော ရုပ်ရည်မတင့်တယ်သောဂုံရည်တို့ကို ကြည်ကာနှလုံးသားကို နင်းချေနိုင်စွမ်းရှိကလားမိဆမ်းမေ၏ရင်မှာဖြစ်သောဝေဒနာမြတ်တာတို့ကို နားမလည်ပြီးစွတကားကိုစားအောင်ကိုတင်ဆောင်သွားသောကားသည်တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မည်ဒေါ်ဆမ်းမေက ူအားမျက်နာကမျက်နာကလေးငငယ်မြေကြည့်နေသောသားသမီး၃ယောက်လုံးကိုစူးစားပန်းစားပင် ပြုံးပြလိုက်လေတော့သည်ရင်မဖြစ်တော့ဝီတာဤမဂဇင်း1980ပြည့်နေနာဆင်ပေသူတအိုးတယောက်ချင်းစီတိုင်းကို အချိုးပဲကျေးဇူးတင်ပါတယ်ရှင်